ကဘာအတော်ဆုံးဆိုတဲ့ចောင်းသားတွေကိုယ်တိုင်ကျင့်သုံးနေကြတယ်မှတ်စုတို့ရေးနေများចောင်းသားចောင်းသူတော်တော်များများဟာစာသင်ခန်းထဲမှာဆရာဆရာမကသင်ကြားပေးလိုက်တဲ့စာတွေကိုနှုတ်လို့ခေါ်တဲ့မှတ်စုတို့လေးတွေကောက်လို့ရေးပြီးတော့အိမ်မှာဆက်စတဒီပြုလုပ်လေးရှိကြပါတယ်တချို့ကြတော့ဆရာကပြောပြတဲ့အချက်တွေအားလုံးကိုဣတိမွေလိုက်ရွေးပြီးတော့မှတ်ကြတာမျိုးတွေရှိတယ်လို့သင်ခန်းစာတွေကအရေးကြီးတဲ့အချက်လေးတွေကိုသာကောက်နှုတ်ပြီးတော့မှတ်သားထားတာများတွေလည်းရှိပါတယ်ဘလို့နီးလနဲ့ပဲမှတ်သားမှတ်သားမှတ်သားပုံနီးစနစ်တွေမမှန်တဲ့အခါကိုယ်နဲ့ကန့်ညင်မှုမရှိတဲ့အခါမျိုးတွေမှာတော့ ပင်ပန်းသလောက်မထိရောက်တာမျိုးတွေကိုလည်းကြုံရတတ်ပါတယ်။ဒီနေ့မှာတော့ကမ္ဘာအတော်ဆုံးကျောင်းသားတွေကိုယ်တိုင်ချင်းသုံးနေကြတဲ့ရှုပ်ဝတ်မှတ်စုတို့ယင်းဒီမှတ်နည်းတွေအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အစင်းလင်းဖြစ်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစတင်လိုက်ကြရအောင်ပါ။ကျွန်တော်တို့ရဲ့ဦးနှောင်ဟာသဘာဝအရာစိတ်ဝင်စားဖို့လိုအပ်တဲ့ထင်းတဲ့အရာတွေကိုလောက်ကိုပဲမှတ်သားတတ်ပါတယ်။မလိုအပ်ဘူးလို့ထင်းတဲ့အရာတွေကိုရရှိဆွဲမြဲစွာမှတ်ထားလို့မရှိပါဘူး။ဒါကြောင့်ပဲဆရာကလက်ချပေးတဲ့အခါမှာဦးနှောင်ဟာစုပ်ယူရမယ့်အရာတွေအများကြီးကိုလက်ခံဖို့ကြိုးစားရပါတော့တယ်။ ။အဲဒီလိုကြိုးစားတဲ့အခါမှာမေကွန်းတွေထုတ်တာမျိုးအစိပ်ပိုင်းတွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်တာမျိုးတွေကိုအလုံးအလျောက်ပြုလုပ်နေတတ်ပါတယ်။အုံနောက်ကလက်ခံတာတွေများပြီးတော့မမှတ်နိုင်တော့တဲ့အခါမျိုးမှာတော့ကျွန်တော်တို့တွေကစာရွက်ပေါ်မှာနှုတ်ရေးပြီးတော့စတင်မှတ်ကြရတာဖြစ်ပါတယ်။ဒါကြောင့်နှုတ်မှတ်တဲ့အစင်မှာဆရာကနေတစ်ဆင့်ចောင်းသားရဲ့အုံနောက်ထဲကိုရောက်ရှိပြီးတော့အဲဒီအုံနောက်ကတွေးခေါ်စဉ်းစားပြီးမှသာနှုတ်စာရွက်ပေါ်မှာခြာရေးတာဆိုတဲ့အစင်30နဲ့သွားကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ចောင်းသားចောင်းသူတော်တော်များများကဆရာပြောတဲ့အချက်တွေအားလုံးကိုလွတ်သွားမှာကိုစိုးရိမ်နေတဲ့အတွက်ဆရာကပြောတာနဲ့အုံနောက်မှာဘာမှချိတ်ဆက်စဉ်းစားမနေတော့ပဲစာရွက်ပေါ်မှာအမြန်ရေးချပါတယ်။အဲဒီခါစာသားတွေကလွဲရင်သင်ခန်းစာနဲ့ပတ်သက်ပြီးတော့နားလည်မှုကဘာမှရမသွားကြတော့ပါဘူး။ဒီလိုတွေမဖြစ်ရလေအောင်ပထမဆုံးလုပ်ရမှာကတော့ကိုရေးမှတ်ထားတဲ့ note တွေကိုအချိန်ချင်းပြန်ဖတ်တာမျိုးတွေကိုရှောင်ရပါမယ်။ဟုတ်ပါတယ်။မှတ်ထားတဲ့ note တွေကိုခဏခဏပြန်ဖတ်တာကစာရသွားတာမျိုးသာဖြစ်ပေမဲ့တကယ်တကယ်ကျတော့သင်ခန်းစာကိုနားလည်သွားတာမျိုးမဟုတ်ပါဘူး။သင်ခန်းစာကိုခရီးစဉ်တွင်းကြနားလည်ဖို့ဆိုရင် တင်ကန်းစာမှာပါတဲ့အကြောင်းအရာကိုအရင်ဖတ်ပြီးရင်စာအုပ်ကိုပိတ်ကိုဖတ်ထားတဲ့အကြောင်းအရာကိုပြန်တွေးပြီးတော့နားလည်သလိုနှုတ်ထဲမှာခြာရေးတာမျိုးတွေကိုလုပ်ရပါမယ်ဒုတိယအချက်အနေနဲ့ကတော့ကိုရေးထားတဲ့နှုတ်တွေကိုဗာရှင်းမျိုးမျိုးပြောင်းပြီးတော့မှတ်သားတဲ့နည်းစနစ်ပဲဖြစ်ပါတယ်ကိုကအကြောင်းအရာတစ်ခုကိုပုံစံတစ်မျိုးနဲ့မှတ်သားထားတယ်ဆိုရင်အဲ့ဒီအကြောင်းအရာကိုကိုယ်စိတ်ထဲမှာရှိသလိုနောက်ထပ်ဗာရှင်းမျိုးမျိုးနဲ့ပြောင်းလဲဆန်းသက်ပြီးတော့ရေးမှတ်ကြည့်ဖို့လိုပါတယ် ဥပမာကိုကဆိုလာစနစ်တွေဟာပတ်ဝန်းကျင်အတွက်တန်ရှင်းအောင်ဘလို့ထောက်ပံ့ပေးနေတယ်လဲဆိုတဲ့အချက်ကိုစာနဲ့ရေးမှတ်ထားတယ်ဆိုရင်အဲ့ဒီအကြောင်းအရာကိုပုံလေးတွေဒါမှမဟုတ်သချင်းပုံစံနဲ့ရေးမှတ်တာမျိုးတွေကိုလုပ်တာမျိုးဖြစ်ပါတယ်။နောက်တစ်ခုကတော့သင်ခန်းစာကိုမှတ်သားတဲ့အခါစာအုပ်ထဲမှာပါတဲ့ခေါင်းစဉ်ကြီးခေါင်းစဉ်ခွဲတွေအတွက်အစင်လိုက်မှတ်တာထက်ခေါင်းစဉ်တွေကိုပြောင်းတော့ထားပြီးတော့သူတို့မှာပါတဲ့အချက်တွေကဆက်နွယ်မှုရှိတာလေးတွေကိုပဲချိတ်ဆက်မှတ်သားထားတာမျိုးဖြစ်ပါတယ်။အဲ့ဒီလိုချိတ်ဆက်တဲ့အခါမှာပုံတွေ flow chart တွေနဲ့ mind map တွေကိုအသုံးပြုလို့ရပါတယ်။ ဒီနေ့ကသင်ခန်းစာကိုနက်နက်ချွတ်ချွတ်နားလည်နိုင်မယ့်အကောင်းဆုံးသောနည်းလမ်းလေးဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင် chemistry physics နဲ့သင်ချာဆိုတဲ့သိပ္ပံဘာသာသုံးခုတွေကတူညီတဲ့ concept တွေကိုရှာဖွေချိတ်ဆက်တဲ့မှတ်သားတဲ့သဘောလိုမျိုးပါပဲ။နောက်တစ်ခုအနေနဲ့ပြောချင်တာကတော့သင်ချာတို့ယူပဗေဒတို့ကိုစတင်လေ့လာတဲ့အခါမှာကိန်းဂဏန်းတွေ equation တွေကိုခဏမေ့ထားပြီးတော့သူမှာပါတဲ့အယူအဆတွေကိုပဲနားလည်အောင်နှုတ်မှာမှတ်သားထားဖို့လိုပါတယ်။ ဥပမာနယူတန်ရဲ့ပထမနေရာမှာအချောင်းကိုနှုတ်ရေးတော်မယ်ဆိုရင်သူနဲ့ဆက်နွယ်မှုရှိတဲ့အီနာရှာတို့ဒရက်ထူတို့အားတို့ရဲ့သဘောတရားတွေကို equation တွေကိန်းဂဏန်းတွေကိုမေးထားပြီးတော့စာသားနယ်ပဲကိုနားလည်တယ်လို့မှတ်သားထားသင့်ပါတယ်။နားလည်ပြီးဆိုမှ equation တွေနဲ့မှတ်တာကပိုပြီးတော့မှတ်မိလွယ်စေပါတယ်။နောက်ဆုံးတစ်ခုကတော့နှုတ်ရေးတဲ့အခါတိုင်းမှာကိုဘာသာမေးခွန်းပြန်ထုတ်တဲ့အကျင့်ကိုပြုလုပ်သင့်ပါတယ်။ကိုရေးမှတ်ထားတဲ့အကြောင်းအရာကိုဖတ်ကြည့်ပြီးတော့စာမေးပွဲမှာဒါကိုဘယ်လိုပုံစံလေးနဲ့မေးတတ်တယ်ဆိုပြီးတော့ကိုဘာသာမေးခွန်းတွေထုတ်ပြီးတော့ဖြေတာမျိုးတွေလုပ်သင့်ပါတယ်။ ဒီနည်းစနစ်တွေအတိုင်းမှန်မှန်ကန်ကန်နှုတ်ထုတ်တတ်သွားပြီဆိုရင်တော့စာလေးလာရတာကအရင်ကထပ်ပိုပြီးတော့ကောင်းသွားမှာအသေးချာပါပဲဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာဖြစ်ထွန်းနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားခဲ့လို့ရပါတယ်အားလုံးပဲပညာဖြစ်ွားနှလုံးသားတွေចောင်းသားလူငယ်များဖြစ်နိုင်ကြပါစေ